မိဘပြည်သူပေါင်းမင်္ဂလာပါခင်ဗျာ29ရက်6လ2025အညာရေတရဲ့စီရင်အညာရေတရဲ့အကြောင်းတော်လန်ရေးအတွက်အညာဟာဘလောက်ရေးပါလဲဆိုတာတွေကိုဆွေးနွေးတုံးတက်တင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်အညာသားပါခင်ဗျာဥစွာအညာမှာဖြစ်ပေါ်နေတဲ့စီရင်အခြေအနေနဲ့ပတ်သက်ပြီး ဆွေးနွေးတင်ပြရမယ်ဆိုရင်ရေနံချောင်းမှာစစ်ချောင်းထိုးလာတဲ့အာနာသိန်းစစ်တပ်ဖွဲ့မှာမိုင်းထိပြီးတော့အရာရှိတအူးတေဆုံးသွားပါတယ်ဒီစစ်ချောင်းဟာချိုင်းရွာကိုစစ်ချောင်းထိုးဝင်ရောက်လာတာဖြစ်ပါတယ်အဲ့ဒီချိုင်းရွာအနီးမှာပဲတော်လန်ရေးအဖွဲ့တွေထောင်ထားတဲ့မိုင်းကိုထိမှန်ခဲ့တာကြောင့်အာနာသိန်းစစ်တပ်ကအရာရှိတအူးတေဆုံးသွားပြီး အများပြားလဲဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်။ဒါပြင်မကွေးတိုင်း၆မြို့နယ်မှာစစ်ကြောဝင်နေတို့ဒေသခံ9000ကျော်တိမ်းရှောင်နေရတယ်ဆိုပြီးလဲသိရှိရပါတယ်။ဆလီခမရ၄တ၆တက်ကအင်းအား90ပါစစ်ကြောနှစ်ကြောဟာမေလ28ရက်နေ့မနေ့9ရက်ကစပြီးတော့၆မြို့နယ်တဲကို 是江土文耀拉拉路，必须要买。三个三百个是江土文耀拉路，皮都牙让叫花，等小蜜芽的路嘞，必须要买。记住，把皮路皮都留下，三个三百个是江土 ye, ku, 拉拉嘞，等小蜜芽来收嘞，没空。OK，其实个是江土哈收耶，你阿里达嘛事业，只要内皮路文耀拉的卡来嘛，阿里主要嘛事业皮都锐古。 ပြည်သူပြည်သားရေလို့အောင်းမိပဲသူတို့ရဲ့ရန်သူတပွဲကြင်ကြံအထောက်ပြီးတော့သူတို့ရောက်ရှိတဲ့နယ်မြေဒေသတိုင်းကရွာကန်တွေကိုမီရှုံမဲ့တတ်မဲ့ဓမြတိုက်တဲ့အဆင့်ကြီးအောင်ဖြစ်ပွားလာတဲ့အတွက်ပြည်သူတွေဟာလက်ရှိမူရင်းယူအားမှာမနေထိုင်ရတော့ပဲနဲ့စက္ကဆာစစ်ကြောင်းဖိုးလာတယ်လို့သိလာနဲ့တပြေးတိတ်ဆောင်နေရတာဖြစ်ပါတယ်။ဒါဖြင့် မကွေးတိုင်းစလင်းမြို့မှာဇွန်လ28ရက်နေ့မနေ့ည8နာရီကစစ်ပဲ့ရေးရလုံချုံကြီးတပ်ဖွဲ့ရုံစရဖာကိုအပြင်းစားမိုင်းရင်နဲ့ပောက်ခွဲတိုက်ခိုက်ခဲ့တာလို့သိရှိရပါတယ်။အဲသူတို့ကဒီစက္ကဆရီဂျွာရီဘက်ကိုဝင်နေချိန်မှာစရဖာရုံကိုတွားပြီးတော့မိုင်းနေနဲ့ပောက်ခွဲတိုက်ခိုက်ခဲ့တာ။ဒါရီဟာဘာကြောင့်တိုက်ခိုက်ရလဲ။သူတို့ကကျေးရွာမှာရှိတဲ့ပြည်သူတွေကို ဗိုက်မိုက်ရန်ရန်ရဲရဲဆက်ဆက်တက်ဖြတ်မီးရှို့နေတဲ့အခါအဲ့ဒီလူမျိုးတွေတန့်သွားအောင်ဆိုတာမျိုးနဲ့သူတို့ရဲ့နောက်ကျောဘက်မှာရှိတဲ့သူတို့ရဲ့မြို့တွေကသူတို့ရဲ့စခန်းရုံးတွေကိုတွားပြီးတော့တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇွန်လ18ရက်နေ့ကလည်းစလင်းမြို့ပေါ်ကမိတက်ရုံးတွေပြန်ချင်းရင်းနဲ့ပြည်သူစစ်ဆန်ရေးရုံးတွေကိုဇွန်လ19ရက်နေ့လိုက်ပိုင်းမှာဆိုရင်ထွေးအုပ်ရုံးနဲ့စီပင်ရုံးအဆရှိရာတွေကိုပေါက်ခွဲတိုက်ခိုက်ခဲ့တယ်လို့လည်းသိရှိရပါတယ်။ မကွေးတိုင်းစလင်းမြို့နယ်တွင်းကစက္ကစက္ကတန်ချက်ကာကငါးစီးနဲ့အင်အားတရာခန့်ပါတဲ့စစ်ကြောင်းကဒေတာခံတွေကိုဖမ်းဆီးခေါ်ဆောင်လာပြီးစစ်ကြောင်းထိုးရမှာတော်လန်ရေးတပ်ဖွဲ့ဝင်တွေကြတိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။အဲ့ဒီဒေတာခံတွေခေါ်ပြီးတော့သူတို့ကဒဇာကံပုံစံမျိုးလုပ်လာတာဖြစ်ပါတယ်။အဲ့ဒီမှာစင်ဖြူချင်းဘက်ကိုဆက်လက်ဝင်ရောက်လာစင်မှာပဲ 28ရက်မနေ့9နာရီခွဲလောက်မှာစလင်းမျိုးနဲ့3မိုင်กว่าမိုးဝင်းရွာနဲ့တာစီရွာကြားမှာ PDF ပူပေါင်းတိုက်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ွားကြတာဖြစ်ပါတယ်ဒါတူရဖဲမျိုးနဲ့နဲ့ရေကန်လေချောင်းကာပွဲစကန်အနည်းမှာလည်းတိုက်ပွဲတွေပြင်းထန်လျက်ရှိနေပါတယ်ဇွန်လ29ရက်နေ့မကွေးတိုင်းရဖဲမျိုးနဲ့နဲ့ရေကန်လေချောင်းကာပွဲစကန်ပဒန်းတက်နေနဲ့ရေကန်ပြူဟာအနည်းမှာ စစ်ကောင်စီတက်နေအာရခတ်တက်တော့အေးအေးနဲ့ပူပေါင်းတက်ဖွဲ့ PDF တို့ပူပေါင်းပြီးတော့စက္ကဆကိုအပြန်အလှန်ပြစ်ခတ်တိုက်ပွဲတွေချစ်ကပ်ခဲ့တယ်လို့သိရှိရတာပါဒီတော့လက်ရှိဆိုရင်အညာဒေတာကိုအာရခတ်တက်တော့အေးအေးရော PDF ပူပေါင်းနေရောကျန်တဲ့အင်အားစုတွေရောအားလုံးပူးပေါင်းပြီးတော့အညာဒေတာကိုစစ်စင်ရေးဝင်ရောက်နေပြီဖြစ်တယ် အဲ့ဒီပုံမှာဂျန်သူကလည်းဒီလက်ရှိအာရခတ်တော်နဲ့ပူပေါက်တော်တွေကိုမင်းနဲ့ချင်းဆိုင်မရင်ဆိုင်ဝင့်တဲ့အခါမှာကျေးရွာတွေနယ်တွေကိုဝင်ပြီးတော့အဲ့ဒီကျေးရွာတွေကိုဒီလက်ရှိအာရခတ်တော်တွေ PDF ပူပေါက်တတ်တယ်မနေအောင်မရှိအောင်လက်မခံရအောင်ဆိုပြီးတော့လေချောင်းကဘုံကျဲတာတွေရွာထဲဝင်ပြီးတော့ ကြည်သူကြည်သားတွေကိုရဲဆက်တက်ကြတာတွေမိလျှော်တာတွေကိုဇက်တိုက်ဇက်တိုက်ဆိုလို့ကျူးလွန်နေတာကိုလည်းတွေ့ရှိနေရပါတယ်ဒီတော့သက္ကဆာဟာလက်နဲ့လက်နဲ့ချင်းတိုက်မယ်ဆိုပြီးသူတို့တကယ်တကယ်ကြတော့ရင်မဆိုင်ရဲတော့ပါယခင်ခင်တော့ကတော့ပေရဲတဲ့ကောင်ဖက်ခက်မိုက်တဲ့ကောင်ဖက်ခက်ဆိုပြီးတော့ပြည်သူတွေကလက်နဲ့မကင်မဲ့ငြိမ်းချမ်းစွာဆန္ဒပြနေစဉ်တော့က စိတ်ခေါ်ခဲ့တဲ့စကားလုံးတွေကအခုပြည်သူတွေကလက်နဲ့ကင်ပြီးစက္ကဆကိုပြန်လဲတော်လန်လာတဲ့အခါမှာလက်နဲ့လက်နဲ့ချင်းပြန်လဲရင်မဆိုင်ရဲတော့တဲ့အခါမှာပြည်သူတွေဘက်ကိုလှည့်ပြီးတော့စစ်ကြောထိုးတပ်ဖြတ်မိရှူရလှုပ်လာပြန်มาတယ်အစ်မတန်ရက်ဆက်ရုံမှာရိုက်ဆိုင်လုံးအကြီးရဲ့စစ်တပ်ပါလေမုံရွာကနမခဘူးလေရှက်တိုက်ဒုံးနေနဲ့ ပြစ်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ်။ထားချုပ်အဆောက်အဦတွေထိခိုက်ပျက်စီးပြီးတော့အရာရှိများအပါစက္ကစပကတင်ဆုံးသူ20နှစ်အောင်ရှိသွားတယ်လို့သိရှိရပါတယ်။ဒီတော့ကျွန်တော်တို့အညာရတဲ့ခွေဒေတာအနှံ့မှာစပွဲတွေရဥစ္စာနေပါပြီ။အဲ့လိုကုဆတ်နေတဲ့အချိန်ခါမျိုးမှာကျွန်တော်တို့ကြည်သူပြည်သားတွေအနေနဲ့သတိရှိရမယ်။မိမိကိုယ်ကိုမိမိ လုံခြုံရေးကိစ္စရပဲစစ်တပ်ကတော့သူတို့ရဲ့အာဏာရရှိရေးအတွက်ကိုသူတို့ရဲ့ခုံလေးတည်မြဲနေဖို့အတွက်ကိုတည်သူဆိုတာကိုလည်းကောင်းလဲမရှိယွာသူယွာသားဆိုတာအပါထားသူတို့နေရာမြဲဖို့သူတို့အာဏာရဖို့ဆိုရင်အရာရာကိုရေးစစ်ပတ်ပြဖို့ဝမလေးဖို့ဆိုတာကိုကျွန်တော်တို့အညာဒေတာကပြည်သူပြည်သားပို့ပြီးတော့ချစ်ချင်ရောက် နေကြပြီလို့ယူဆပါတယ်။ဒီတော့ရဲပေါ်မာဝိရဲ့စကလုံးလေးကိုခင်ဒီဒုစစ်ဦးစီးချုပ်မာဝိရဲ့စကလုံးလေးကိုကျွန်တော်ဒီကနေတပီရောတင်ပြခြင်းပါတယ်။ရဲပေါ်တို့မဖြေနဲ့တတိမလုံနဲ့တတိအဒီမပေးစေနဲ့တတိရန်သူဟာမိတ်ဆွေရောင်ဆောင်တတ်တယ်။ငါတို့ကိုဝိစုံပေးမယ်ထမင်းကျွေးမယ်လိုရာလေးတွေအတွက်နဲဒီများဒီပံပိုးပေးမယ် တကယ်စရင်နေပဲပေးတယ်ဖြစ်စီတော်လန်ကျိုးကိုပဲကြည့်တယ်သူရှိတယ်လို့တချို့ကရန်သူကပံ့ပိုးရတယ်ဖြစ်နိုင်ပါတယ်အဲရန်သူဘက်ကအဲ့လိုပံ့ပိုးပေးပြီးတော့အပြည့်အပိုင်းမင်းတို့ငါတို့ကိုဝယ်ထားတယ်လို့လောက်သွားမယ်မင်းတို့ငါတို့ကိုသူပေးထားတော့သူ့တည်င်းတွေမင်းမယ်လက်နဲ့ကြီးဘယ်မှာကြတယ်လေရင်ဘယ်မှာကြတယ်တနည်းအောင်ပေးတယ်စသဖြင့်သူတို့လောက်ရက်ကို ပြန်ထောက်လန်းတာ ဲ့ရောမင်းတို့ငါတို့ကလည်းကိုကိုပံပိုးနေတဲ့သူပဲဆိုပြီးအကုန်ဖြေအဲ့နားမှာဘယ်လူကြီးနေတာဘယ်တရင်ကဘယ်ဖွဲ့ရုံးကဘယ်နားမှာကြာတာဘုံကမိသားဘလောက်မိသားတရားလောက်ကျော်သွားတယ်ဘာညာအဲ့ဒီမှာသတင်းတွေပေါက်တက်ပါတယ်ဂျန်သူကတိသွားပြီနောက်တစ်ခါတိုက်ခိုက်ရောဖြတ်ပြီးထိခိုက်ရကြရင်ရောကျေးရွာကပြည်သူတွေလည်းထိခိုက်မိမိတို့တရင်တဖွဲ့ကြီးလည်းထိခိုက်ပြန်ရောဒီတော့ထောက်ရွေးထောက်ကူညီပေးနေတဲ့ရဲဘော်တွေကိုလက်သတိရှိကြပါ ုတ်တရင်ကရှေ့တန်းသွားရမယ်။မိုးကာလေးဖနက်လေးလို့တော့လူတွေကိုလိုက်ကူညီတောင်းမိမိတရင်ကလူပနယောက်လဲဘယ်တော့လဲလူတွေကိုဘယ်လိုလိုက်ကူညီတောင်းတဲ့ခါမှာမေးပါလေရောစစ်တော်တရားမှာကဖဲမြလဲဘာလို့လဲညာလို့လို့လဲအရင်တွေကပေါက်ချုပ်ကလာသေးတယ်ရှေ့တန်းကဘယ်နေရာအတွက်လေးအင်းလေးလှူခြင်းလို့သမီးလေးကျွေးခြင်းလို့လူအေးဘယ်လောက်ရှိလဲမင်းတို့ငါတို့ကရှေ့တန်းမှာသမီးရင်းလေးကောင်းကောင်းလေးစားကြတော့ဝမ်းသာအားရဖြည့်ပြီးတတ်တယ် ခြေထဲမှာလူဘယ်လောက်ရှိရဲ့နွားဘယ်ကောင်မှဘယ်လောက်ဝတ်ကောင်မှဘယ်လောက်ဆိုပြီးလောက်အဲ့ဒီမှာသတင်းတွေပေါ့အချို့ဆိုကိုစားနေတဲ့ဓာတ်ပုံတော်မှပဲလိုင်းပေါ်တင်ကြလိုက်သေးတယ်မင်းတို့ငါတို့ဟာကိုရဲပေါ်တိကျတဲ့အခါကြက်ကမှဝမ်းနဲ့ပက်လက်ပုံတွေတင်စားရတဲ့ရန်သူကတော့ဝမ်းနဲ့ကြင်အောင်ဆောက်တတ်တယ်ဘယ်နှယောက်ကြသွားလဲချိသွားလဲမင်းမယ်မင်းတို့ငါတို့ကဖြည့်တဲ့အပမှာမူတည်ပြီးတော့ခြေတန်းကရန်သူကတံပြန်လှောက်ရှာငါတို့လုံနေတာတွေကလို့တော့ခီးမရောက် အဲ့လိုကြီးဖြစ်ကုန်ကြတယ်။ဂျန်သူဟာဂျန်သူစက္ကဆာတင်ပေါင်းများစွာတုံးနိုင်တဲ့အဖွဲ့အစည်းဆိုတာကိုမမေ့နဲ့။သူကတည်င်းရဖို့အတွက်ကိုမင်းတို့ငါတို့ကို350လဲလှူနိုင်တယ်300လဲလှူနိုင်တယ်။မင်းတို့ငါတို့ကကိုယ့်ကိုစေကနန်းလောက်ပေးလိုက်တာနဲ့တော်တော်ရင်းရင်းနှီးနှီးလုပ်လိုက်ကြတယ်။တအားကိုခင်ပလိုက်တယ်။တချို့ဆိုအဲ့ရရတိုင်းကိုအဲ့လိုလူတွေကိုပြော့ပြတိုင်ပင်ကြကုန်တယ်။ အဲ့လိုနဲ့ရန်သူကမင်းတို့ငါတို့ကိုဝယ်သွားပြီးဘယ်လောက်များများပံပိုးထားတယ်လဲသူမှလည်းဆိုပြီးတော့ငါတို့ကဘာမှပြောပြတာမတော်ဘူးတကယ်လူတို့တိ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 ုက်တာတွေရှိရင်လည်းနည်းနည်းပဲဖြစ်ဖြစ်ဘာမှပံပိုးသူတော့ဖြစ်ဖြစ်အသိပေးရမှာပြောပြရမှာအဲ့ရောမေးသူတွေကဖြေသူတွေကသတိရှိကြပါကို့ပါဇက်ကြောင့်ကို့လို့ရဲ့ကြောင့်ဂျင်းတွေပောက်ပါစေနဲ့တော်လန်ရေးကိုမချိခိုက်ပါစေနဲ့ အပေါ်မှာရေးဟာတွေကအမှန်တကယ်တော်လန့်စရင်ရှိကြသူတွေကိုမဆိုလိုပါဘူးတကယ်ဆိုအမှန်တကယ်ထောက်ပံ့ပေးနေသူတွေကစီးအစစ်စစ်နဲ့ပြောတင်လောက်ပြောတင်လောက်ပဲပြောပြရတာဖြစ်ပါရဲ့နောက်တစ်ခုကတိုက်ပွဲကမပြီးသေးဘူး line ပေါ်မှာကိုပစ်နေတဲ့ဗီဒီယိုတွေကိုနေရဲ့နေရာတွေကိုတိုက်တော့ဆော့တာကိုဘလို့စားနေရတဲ့အိမ်နေရာကျင်နာတွေကိုသတိရှိကြပါ ရန်သူကအဲ့ဒါတွေကိုတေချာလိုက်ကြည့်ပြီးဂျီနီယာကိုဘလို့တက်ရင်ရတယ်ဘယ်ဘုံနဲ့ကျရင်ပြိုပဲဘယ်လိုဘယ်လောက်နဲ့ထိုးမှရမယ်ဆိုတော့တစ်ချက်တက်သွားတိုင်းပဲအချို့ကနာမည်ရထားပြီးသားရန်သူကလည်းစောင့်ကြည့်နေတဲ့သူအချို့ဆိုပို့ပြီးတတိထားရပါပပေါ်လေမဟုတ်ဘူးခင်ဗျားကမြေပြင်မှာကလိုင်းပေါ်မှာကလူတွေရိတ်စားမိနေတဲ့သူကြောက်ဆိုးပါတော့ပြီးတော့တိုက်ပွဲတိုင်းလည်းပဲအရေးကြီးတဲ့အခမ်းအနား event even ဒီလက်ခဏရောက်ဆိုရင်ကိုယ်အသွားလာကိုလိုင်းပေါ်လုံးဝမတင်မိပါစေနဲ့ အရိတ်အမြစ်တောင်မတင်မိပါစေ။ရန်သူကအဲ့ဒါလေးပေါ်လိုက်ပြီးသတင်းသုံးချက်သုံးသက်ချက်တွေလောက်သွားနိုင်လို့ပါ။ကဲကျွန်တော်အားလုံးကိုကိုကိုတော့မတီးပဲရန်သူသတင်းပေးတွေဖြစ်ဖို့ကျွန်တော်တင်ပြတာတွေကိုလုံမိနေရက်ပေးကြပါဆင်ကျင်ပေးကြပါလို့ကင်ပြင်းနေဒုဥစီဒုစီဥစီချုပ်မာဝီကတော့တင်ပြရေးသားထားတာတွေ့ရှိရပါတယ်။ဒီတော့ ကျွန်တော်အညာရီတာမှာရှိတဲ့ PDF တွေညီငယ်တွေတပေါင်းစုတွေအကုန်လုံးကလည်းကင်ကင်းနီဒုက္ခစီဒုက္ခစီဦးစီကျော်မာဝီပြောတယ်လို့ပါပဲချုပ်ဟာတွေကအင်မတန်အရေးကြီးပါတယ်အင်မတန်လိုအပ်ပါတယ်အဲ့ဒီအတွက်စည်ရေးတည်စည်ရေးခြင်းကိုအမြဲတမ်းလုံးဂျုံဂျုံနဲ့တိုးတိုးတိတ်တိတ်လောက်ကန်ကြင်ကြအားထုတ်ကြပါတီသူကိုလည်းတတ်နိုင်တော့ဆောက်ရှောက်ပြကြပါလို့ ောကြားရင်းနဲ့မိဘပြည်သူပေါင်းနဲ့ PDF ညီကိုရဲဘော်အပေါင်းတို့ကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေ။